်မင်္ဂလာပါရှင်ဘာမခိတိတရင်ဌာနဤထိတ်တန်တရင်များကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ဆေအာနာတင်ထားသောမြန်မာနိုင်ငံတွင်ကြောင်းလဲမီအရေးအယောင်မတွေ့ရ၍ဒိမတ်တန်ယုံကိုအပီးပိတ်သိမ်းတော့မည်ဟုကြေညာဖင်လန်နိုင်ငံတန်ယုံပြီးလည်းယင်းဒိမတ်တန်ယုံကပိတ်သိမ်းပြီးဒုတိယမြောက်တန်ယုံဖြစ်လာတဲ့ဆွေတရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ရန်ကုန်မြို့ရှိဖင်လန်နိုင်ငံတန်ယုံကိုလာမယ့်နှစ်တွင်အပြီးပိတ်သိမ်းမည်ဟုကြေညာပြီးနောက်မြန်မာနိုင်ငံဆိုင်ရာဒိမတ်နိုင်ငံတန်ယုံကလည်းလာမယ့်2026ခုနှစ်ကုန်တွင်တန်ယုံအပြီးအပိုင်ပိတ်သိမ်းတော်မည်ဟုတရားဝင်ကြေညာပါသည်ရန်ကုန်ရှိဒိမတ်တန်ယုံကို2026ခုနှစ်ရန်ကုန်ရှိဒိမတ်တန်ယုံကို2026ခုနှစ်ကုန်အပြီးပိတ်သိမ်းရန်ဆုံးဖြတ်လိုက်ကြောင်းဒိမတ်နိုင်ငံသားရေးဝန်ကြီးလာလော့စကေ ရာစမှုဆန်ကသတင်းထုတ်ပြန်လိုက်ပြီးမြန်မာနိုင်ငံဆိုင်ရာဒိမ့်မဲ့တန်ယုံပိတ်သိမ်းခြင်းလုပ်ငန်းများကိုစနစ်တကျပြုလုပ်သွားမည်ဖြစ်ကြောင်းကြေညာပါရယ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံတွင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာမူပေါင်းအခြေအနေများတည်တည်တတ်တဆိုးရွားလာခဲ့ပြီးလက်ရှိ၎င်းအခြေအနေများမှာပြောင်းလဲသွားမည်အရေးရောများမတွေ့ရသောကြောင့်ဒိမ့်မဲ့နိုင်ငံကနိုင်ငံခြားရေးမူဝါဒနှင့်ကုသန်းရောင်းဝယ်ရေးအကျိုးစီးပွားအတွက်ရန်ကုန်မြို့ရှိဒိမ့်မဲ့တန်ယုံကိုပိတ်သိမ်းဟခြင်းဖြစ်ကြောင်းထုတ်ပြန်ထားပါရယ်မြန်မာနိုင်ငံဆိုင်ရာဒိမ့်မဲ့တန်ယုံအနေဖြင့်တန်ယုံမပိတ်သိမ်းမီအခြေအတီး လုပ်ငန်းဆောင်တာများကိုပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံတွင်ဒိမတ်တန်ယုံပိတ်သိမ်းလိုက်တော်လဲဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့ရှိဒိမတ်နိုင်ငံဆိုင်ရာရုံးကိုတောင်စစ်ဝင်ချုပ်အဖြစ်အစစ်မြစ်တင်ကအာရှလေပိုင်းဆိုင်ရာအထူးကိုယ်စားလှယ်အစ်စ်ကိုခန့်အပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်ဒိမတ်နိုင်ငံကမြန်မာနိုင်ငံတို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများဖြစ်သည့်ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် World Food Programme WFP မှာတက်စင်စာနယိတ်ခါထောက်ပံ့မှုစစ်ပေးရှောင်များအတွက်အရေးပေါ်ထောက်ပံ့များယာယီခိုးလုံများအခြေခံပစ္စည်းများနဲ့ငွေကြေးကူညီများပရိပခဌာန်သင့်ဒေတာရှိပြည်သူများအတွက်ကျန်းမာရေးနဲ့ရှေးတန်ရှင်ရေးအထောက်ပံ့များဒီမိုကရေစီနဲ့လူ့အခွင့်အရေးဆိုင်ရာပံ့ပိုးမှုများအရက်ဖတ်လူမှုအဖွဲ့အစည်းများအတွက်ငွေကြေးထောက်ပံ့မှုများဒီမိုကရေစီလှုပ်ရှားသူများနဲ့လူ့အခွင့်အရေးကာကွယ်သူများအောင်စွမ်းဆောင်ရေးမြင့်တင်ပေးခြင်းနဲ့ကူညီပံ့ပိုးပေးခြင်းများ အမျိုးသမီးများနဲ့ကလေးသူငယ်များ၏အခွင့်အရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုနှင့်အကြံဖတ်မှုတားဆီးရေးလုပ်ငန်းများစီးပွားရေးအခွင့်အလမ်းနှင့်ပါသောဒေသများအတွက်ရေရှည်တည်တံ့သောခြေလက်အသက်မွေးဝမ်းကြောင်းလုပ်ငန်းများတို့တွင်အကူအညီများပေးလျက်ရှိကြောင်းသိရပါသည်။ဒိမတ်နိုင်ငံကလူသားချင်းစာနာထောက်ထားမှုအကူအညီနှင့်ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုများကိုကုလသမဂ္ဂအေဂျင်စီများနိုင်ငံတကာအဖွဲ့အစည်းများပြည်တွင်းအရက်ဖတ်လူမှုအဖွဲ့အစည်းများမှတက်စေ ဖီလန်နိုင်ငံဤသို့အကူအညီများပေးအပ်လျက်ရှိသောနိုင်ငံဖြစ်ပြီးလက်ရှိနိုင်ငံရေးအကျပ်တဲနှင့်ပြည်ပခများကြောင့်ဒိမတ်နိုင်ငံက၎င်းတို့၏အကူအညီများကိုမြန်မာစစ်တပ်ထံသို့မရောက်ရှိစေရည်တတိထားကင်တွက်လျက်ရှိကြောင်းသိရပါသည်။ဆလပီပူလောတွင်စစ်တပ်ရွေးကောက်ပွဲအတွက်လှုပ်ရှားနေသောတဆညာပါတီဥက္ကဋ္ဌချီတန်းကိုဖမ်းဆီးရပြည်လဲခုခံသဖြင့်ပြစ်ခတ်ဖမ်းဆီးရမှတေဆုံကျေးရွာအုပ်ချုပ်ရေးမှူးလက်ထောက်မတ်ချိုဆိုသူကိုလည်းအရှင်ဖမ်းမိတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ တနင်္သာရီတိုင်းပူရောမျိုးနယ်တွင်ဒိုင်းသာစီလုံးညညရေးပါတီတာဆာညာပါတီဥက္ကဋ္ဌကြည်တန်းကုံစစ်တပ်ရွေးကောက်ပွဲ၌လှုပ်ရှားပါဝင်မှုဖြင့်ဝင်ရောက်ဖမ်းဆီးစေပြန်လည်ခုခံ၍ဖိကတ်ဖမ်းဆီးရန်တေဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မြေခရိုင်အမှတ်1တရက်မှာတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်ဒီဇင်ဘာလ9ရက်နေ့တွင်ကြောက်ကကြီးရွာတွင်နေထိုင်သောတိုင်းသာစီလုံးညညရေးပါတီတာဆာညာဥက္ကဋ္ဌကြည်တန်းကိုအကြံဖက်စစ်ကောင်စီရွေးကောက်ပွဲအားစနစ်တကျအကောင့်ထဲပေါ်ကူညီဆောင်ရွက်နေသူဖြစ်ပြီ ဒေါ်လာရေးရဲဘော်များကဖမ်းဆီးထိန်းသိမ်းရန်ကြိုးပမ်းစဉ်လက်နက်လူယူ၍ပြန်လည်ပစ်ခတ်ရန်ကြိုးစားလာသောကြောင့်ပစ်ခတ်ဖမ်းဆီးရန်တည်ဆုံခဲ့ကြောင်းသိရပါသည်။ထို့ပြင်ဒေါ်လာရေးရဲဘော်များကအကြံဖက်စစ်ကောင်စီရွှေကောက်ပွဲလုပ်ငန်းများအားထောက်ပံ့ကူညီနေသောကြောက်ကကြီးရွာအုပ်ချုပ်ရေးမှူးဒေါ်ပင်ယော့ခါဒေါ်ဆန်းဆန်းမှု၏လက်ထောက်ဖြစ်သူမတ်ချိုကိုလည်းထပ်မံဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်းသိရပါသည်။ကြီးရွာအုပ်ချုပ်ရေးမှူး၏လက်ထောက်ဖြစ်တဲ့မတ်ချိုကိုလည်းလွတ်လွတ်လပ်လပ်ပဲခေါ်လာတာပါ။ နိုင်ထက်စီနဲ့လုပ်ပြီးဖမ်းဆီးလာတာမျိုးမရှိပါဘူး။ကြီးတန်းကလည်းသူ့ကိုထိမ့်သိမ်းထားတဲ့ရဲဘော်ကိုခွင်မလုံးရင်ပြေစရာမရှိပါဘူး။ဝင်လုံးပြီးတက်နယ်လူလို့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖွဲ့ချင်းပြီးတိတ်ဆုံးမာရီဟုပြည်သူ့ကာကွယ်ရေးတပ်မတော်မြေခရိုင်အမှတ်တရမှတာဝန်ရှိသူကပြောဆိုပါရယ်။အဆိုပါစစ်စီရေးဖြစ်စဉ်တွင်အယက်သားပြည်သူတအူဖြစ်သူဝင်းချန်ဤလက်တန်းတွင်ကြီးထိမှန်၍ဒဏ်ရာရရှိခဲ့မှုအပေါ်အထူးပင်စိတ်မကောင်းဖြစ်ရကြောင်း မတော်တဆထိခိုက်မှုဖြစ်ခဲ့သည့်အတွက်ကာယကံရှင်မိသားစုများကိုလေးစားစွာတောင်းပန်အပ်ပါကြောင်းနှင့်နောက်တွင်ပြည်သူလူထုထိခိုက်မှုမရှိစေရနှင့်အထူးကယူပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ဒိတ်ခရိုင်အမှတ်၁တပ်ရဲမှတာဝန်ရှိသူကဆက်လက်ပြောဆိုပါသည်။ဖပွန်ခရိုင်သို့စစ်ကူလာချသည့်ရဟတ်ရင်ကို KNL ပူပေါင်းတပ်များကတိုက်ခိုက်မှုခိတ္တပြုဟာမှုဒုဗိုလ်မှုကြီးအောင်မြတ်မှုအပါအဝင်အရာရှိနှင့်စစ်သည်15ဦးသေဆုံး တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှအရာရှိစစ်တီ100နီးပါးအစစ်ခံရရတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ဖားပုံခရိုင်ဘောဆဲခိုစခန်းတို့စစ်ကူလာချသည့်ရဟတ်ရင်ကို KNL ပူပေါင်းတပ်များကတိုက်ခိုက်ခဲ့ရာခိတ္တပြူဟာမှုဒုတိယဗိုလ်မှူးကြီးအောင်မြတ်မှုအပါအဝင်15ဦးသေဆုံးသွားကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDN ဗိုလ်ကြီးစင်ရော်ကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ21ရက်နေ့ကရင်ပြည်နယ်ဖားပုံခရိုင်တွင်စစ်စင်ရေးများကြီးကြပ်ကိုကဲမီခိတ္တပြူဟာမှုဒုတိယဗိုလ်မှူးကြီးအောင်မြတ်မှုအပါအဝင်စစ်ကူများကို MI7 တရဟတ်ရင်ဖြင့်လာရောက်ချထားစဉ် KNL နှင့် PDF ပူးပေါင်းတပ်များတရင်အရတိုက်ခိုက်ခဲ့ရာဒုတိယဗိုလ်မှူးကြီးအောင်မြတ်မှုအပါအဝင်15ဦးသေဆုံးသွားခဲ့ကြောင်းရှင်းအောင်အခြားရဟတ်ရင်တစ်စင်းဖြင့်ဒုတိယဗိုလ်မှူးကြီးအောင်မြတ်မိုး၏အလောင်းအပါအဝင်အရာရှိများ၏အလောင်းများကိုနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ပြန်လည်တည်ဆောက်သွားခဲ့ကြောင်းသိရပါတယ်။ရဟတ်ရင်နဲ့လာချတာကနေ့လယ်ပိုင်းလောက်မှလာချပြီးတော့အဲ့ဒါကိုသတင်းပေါက်ကြားပြီးတပ်ဖက်အဖွဲ့အစည်းကနေလက်နက်ကြီးလက်နက်ငယ်60မမတွေရော drone ပုံးတွေနဲ့ပါတိုက်ခိုက်တာ ရဟတ်ရင်ပေါ်ပါဒုတိယဗိုလ်မှူးကြီးအောင်မြတ်မိုးအပါဝင်အရာရှိစစ်သည်15ဦးကြာဆုံးပါတယ်ဟုနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။စီရီယံဗိုလ်ကြီးစင်ရောကလည်းတောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ A1 ဒုတိယဗိုလ်မှူးကြီးအောင်မြတ်မိုးနဲ့အဖွဲ့ရဟတ်ရင်ပေါ်မှချအပီးတိုက်ခိုက်ခံရမှုကြောင့်စစ်ရာရှိကြီးအရာရှိငယ်နဲ့စစ်သည်စုစုပေါင်း15ဦးသေဆုံးကြောင်းအတည်ပြုပြောဆိုပါတယ်။စစ်တောင်းမြေအရှိတ်ချမ်းအထိကကြောက်ကြီးနေမြေတဲ့ကိုအထိကရွေးကောက်ပွဲလုပ်ခြင်းတော့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှုံးက A1 တွေ Q1 တွေပါအလဲကျစစ်စီရေးထွက်ရတဲ့အချိန်မှာ A1 အောင်မြတ်မှုတို့အဖွဲ့ကစစ်ခုလိုက်သွားရတာပို့တာလဲရဟတ်ရင်နဲ့ပို့တာတေချာတယ်အဲ့ဒီမှာတိုက်ခိုက်ခံရပြီးတော့နှစ်ပေါင်း73 on the spot အလုံးပေါင်း15ယောက်ကြာတယ်ဈေးမှုတစ်ယောက်လည်းကြာတယ်တန်ယုံစုပေါင်းဆက်ပေါင်းအဖွဲ့တွေလို့သိရတယ် KNU ဘက်ကလည်းသတင်းအတိအကျရပြီးတော့စောင့်ကြိုတိုက်ခိုက်တဲ့အနေအထား short တုံးနဲ့ပြစ်တယ်လို့တော့တော်တော်များများတော့ပြောကြတယ်ဒါပေမဲ့အနေအထားက short တုံးနဲ့ပြစ်တဲ့အနေအထားမျိုးမဟုတ်ဘူးလို့မြင်ရတယ်အဲ့ဒီဘက်မှာ အတုံးများတာကပရိသာမိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အနေအထားမျိုးဟုစီဒီအမ်ဘူကြီးစင်ရော်ကပြောဆိုပါရယ်ဒုတိယဘူမူကြီးအောင်မြန်မွန်ရဲ့အဖွဲစစ်ကူအဖြစ်ရဟတ်ရင်ဖြင့်သွားရောက်ပို့ဆောင်သည့်သတင်းပေါက်ကြား၍တိုက်ခိုက်ခံရပြီးကြာဆုံးသွားသောဖြစ်စဉ်အပေါ်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်စုံခုံခွဲ၍စစ်ဆေးလျက်ရှိပြီးတန်ယုံမှအရာရှိစစ်သည်နှင့်မိသားစုဝင်အ ਨੇ စုံတရားနီးပါးဤဖုံများကိုစစ်တပ်ကစစ်ဆေးလျက်ရှိကြောင်းသိရပါတယ်။သတင်းပေါက်ကြားလို့တိုက်ခိုက်ခံရတာတော့ပေါ်ပေါက်တယ် ဘေကသတင်းပေါက်လဲဆိုတာလိုက်နေကြတယ်။အခုသိရတဲ့လောက်တိုင်းယုံကအရာရှိစစ်တွေနဲ့မိသားစုဝင်တရာလောက်ရဲ့ဖုန်းတွေကိုစာရဖားကယူပြီးစစ်နေတယ်။ဖန်စည်းတာမျိုးမဟုတ်ဘူးဖုန်းတွေကိုသိမ်းပြီးစစ်နေတာဟုနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြပါရယ်။ဆလပီဒီဘေးရင်တွင်မြန်မာနှင့်ဖိလစ်ပိုင်အမျိုးသမီးဘောလုံးအသင်းတို့၏စီးကိန်းရှင်ပြိုင်ပွဲပြလဲပြသမှုကြီးစုနေသောလက်ဖက်ရည်ဆိုင်ကိုစစ်တပ်ကလျှက်ဖြက်ဖုံးကျဲချမှုပြည်သူ၁၈ဦးထက်မနည်းတိစုံပြီး၃၀ဦးထက်မနည်းဒဏ်ရာရတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်။ စကိုင်းတိုင်းဒီပေးရင်တွင်မြန်မာနှင့်ဖိလစ်ပိုင်အမျိုးသမီးဖော်လုံးအသင်းတို့၏ဇီးကိန်းရှင်ပြိုင်ပွဲပြန်လည်ပြသမှုကိုကြီးရှုနေသောလက်ဖက်ရည်ဆိုင်ကိုစစ်တပ်ကလျင်ဖြစ်ဖုံးကျဲချမှုပြည်သူ၁၈ဦးထက်မနည်းသေဆုံးပြီး၃၀ဦးထက်မနည်းဒဏ်ရာရရှိကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါသည်။ဂျမနီဒီဇင်ဘာလ9ရက်နေ့မိုးလတနားဤချိန်မှစတင်၍စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့ကြောင်းရင်းနောက်ဂျမနီည၈နာရီအချိန်ဒီပေးရင်မြို့နယ်မရကန်ကျေးရွာလက်ဖက်ရည်ဆိုင်တွင်ဇီးကိန်းပြိုင်ပွဲအဖြစ်မြန်မာအမျိုးသမီး ောလုံးအသင်းနှင့်ဖိလစ်ပိုင်အမျိုးသမီးဘောလုံးအသင်းတို့၏ရှင်ပြိုင်ပွဲကစားသည့်ပွဲကိုပြန်လည်ပြသနေသည့်ဖီသူများဝိုင်းဝန်းကြည့်ရှုခဲ့ကြကြောင်းထို့အချိန်စစ်တပ်ကလေရင်ဖြင့်ဘုံနှလုံးကျဲချခဲ့ရာဖီသူ၁၈ဦးသေဆုံးခဲ့ကြောင်းသိရပါသည်မြန်မာအမျိုးသမီးဘောလုံးပွဲပြန်ပြတာကိုကြည့်နေကြတဲ့လက်ဖက်ရည်ဆိုင်ကိုဘုံကျဲချသွားတယ်။ကျဲချသွားတာကဘုံနှလုံးကျဲချတာ။အဲဒါကြောင့်အသေးအပြောက်အရမ်းများတာဟုဒေသခံပြည်သူတအူးကပြောဆိုပါရယ်။ အကြံဖတ်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုအတွင်တိစုံသူ18ဦးတွင်အသက်9နှစ်အောက်ကလေးငယ်2ဦးပါဝင်ကြောင်းသိရပါသည်။အကြောင်းမဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်တာပါ။မရကန်ကျေးရွာမှာရှိတဲ့ဖြီသူပိုင်နေအိမ်တွေပျက်စီးဆုံးရှုံးပြီးဖြီသူစုစုပေါင်း18ဦးကွဲချင်းပြီးတိစုံနေ။ထိခိုက်ဒဏ်ရာရတာအများအပြားရှိတဲ့အသက်အနည်းငယ်ဆိုရင်ရတဲ့ထိခိုက်ဒဏ်ရာရပြည်သူရှိတယ်။အခြေအနေကိုဆက်လက်စောင့်ကြည့်နေရဆဲပါလက်ရှိတိစုံသူတွေထဲမှာအသက်9နှစ်အောက်ကလေးငယ်2ဦးနဲ့အမျိုးသမီးတွေလည်းပါဝင်တယ်ဟုဒီပေရင်မြို့နယ်ဖြီသူအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတအူးကပြောဆိုပါရတယ်။ လက်တလုံးဒဏ်ရာရရှိသူ30ကျော်ရှိပြီးသေဆုံးသူအရေအတွက်တိုးလာနိုင်ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်ကရည်ရွယ်ချက်ရှိရှိအများပြည်သူနေထိုင်ရာကျေးရွာများတွင်သို့လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်တပ်ဖြတ်မှုများကိုစတိုက်ပြုလုပ်လျက်ရှိရာအများပြည်သူများအနေဖြင့်လေကြောင်းအနေရဲ့အထူးခရုစိုက်နေထိုင်ကြပါရန်ဒီပေရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတိုက်တွန်းထားပါတယ်။